ရခိုင်ရိုးပေါ် Embedan Land မှာရှိတဲ့ Araka တက်တော် EE တင်ပိုက်ထားတဲ့နေရီကန် MPT တာဝါတိုင်းစခန်းကုန်းကိုစစ်ကစီကအင်အားနေရာလောက်နဲ့ပြန်လည်ထူးဆစ်ဆင်ခဲ့ပေမဲ့အကြဆုံးများစွာနဲ့စုခေါ်သွားရတယ်လို့သိရပါဗျ။ MPT တာဝါတိုင်းစခန်းကုန်းကိုစစ်ကစီကဂျွန်လာရှိရဲ့နေ့မှာအင်အားများပြားနဲ့စစ်ကြောင်းထုတ်ပြီးထူးဆစ်ဆင်ခဲ့တာပါ။ ကွေးလီတက်ကကြက်ဖိုက်တာပဒန်းအမြောက်တက်ကလက်နက်ကြီးကြီးတွေနဲ့စစ်ကူပေးတဲ့သဘောပြစ်ခတ်ပေးပြီးထူးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့လေအီအီရဲ့ပြန်လေခုခံတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကအကြဆုံးများစွာနဲ့နောက်ဆုတ်ထွက်ပြေးသွားခဲ့ရတယ်လို့မြေပြင်ဒေသခံစီရေးတည်ငင်းမြေအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့အလောင်းတရှိုးနဲ့လက်နက်ခင်းရဲ့အများပြားကိုအီအီကတင်စီရမိခဲ့တယ်လို့သိရပါရယ် MPD တာဝါတိုင်းစခန်းကုန်းတစ်ခုလုံးကိုဂျွန်လ3ရက်နေ့မှာ EA ကအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါ